ရှမ်းပြည်နယ်တောင်ပိုင်းဖဲခုံမြို့နယ်စီဘူးမှာဒေသခံတွေဟာစီပတိကကြားထဲကနေဗုဒ္ဓဘာသာ ထုံးစံအရစုစုပေါင်းမဟာဗုဒ္ဓရှင်လူပွဲကိုစီဘူးထေရဝါဒဗုဒ္ဓသာသနာကျောင်းမှာမနေ့အော်တိုဘာလ22ရက်မနက်ပိုင်းမှာကျင်းပပြုလုပ်ခဲ့ပါတယ် ဖေကုန်းနဲ့စီဘူးကဗုဒ္ဓဘာသာဖိုးတော်ကြီးအကြောင်းနဲ့စူပေါင်းပြီးစီဘူးထေရဝါဒဗုဒ္ဓသာသနာပြုအကြောင်းမှာဒေသငယ်လူငယ်တွေဦးဆောင်ကစီယေပတိခဂျာကနေစူပေါင်းမဟာဗုဒ္ဓင်းလှူတော်မင်္ဂလာပွဲတရက်ကိုမနေ့ကမနက်၈နိုင်ကနေနေ့လယ်တနင်္လာဝန်းကျင်ကြားမှာပြုလုပ်သွားခဲ့တာလို့ပွဲစီစဉ်လှုပ်ဆောင်သူတွေကလူလူမြန်မာကိုပြောပါတယ်အဲ့ဒီစူပေါင်းမဟာဗုဒ္ဓင်းလှူတော်မင်္ဂလာပွဲကိုလူငယ်တွေဦးဆောင်ပြီးပရိသတ်ဘေးနဲ့စီတန်းလှည့်လိုက်တာ ရေစက်ချတရားနာစီစဉ်တဲ့စုလီတာကျင်းဝင်းအခမ်းအနားပြုလုပ်ခဲ့ကစစ်ချောင်းဒေသခံတွေအပါအဝင်ဒေသခံတထောင်ကျော်မနေပါဝင်ခဲ့တာပါဖေကုံမြို့နယ်ဟာရှမ်းပြည်နယ်တောင်ပိုင်းညောင်ရှိမြို့နယ်နဲ့စစ်တောင်စစ်ဒေသခွဲ PDF ပြူဝအမှတ်၈ပြည်သူ့ကာကွယ်တပ်ဖွဲ့ကရင်နီမျိုးသားကာကွယ်တပ် KNDF နဲ့အခြားမဟာမိတ်တပ်ပေါင်းစုတို့စုမိုးထားတဲ့မိုးပြမြို့နယ်လဲထိစက်ဒေသတစ်ခုဖြစ်ပါတယ်။ ပြီးခဲ့တဲ့မေလဆန်းကနေအခုအော်တိုဘန်လတတရားဘက်အထိစစ်ကောင်စီတပ်နဲ့ PNO ပြည်သူစစ်တွေဟာညောင်ရှိမြို့နယ်နဲ့ဖဲကုံမြို့နယ်ဇက်ကြားကရေဘူးကျေးရွာဆွန်းဆွဲကျေးရွာနဲ့လွယ်လုံကျေးရွာတွေဘက်ကိုကုန်းကြောင်းနဲ့ရေကြောင်းကနေအင်အားတထောင်ကျော်ထက်မနည်းစစ်ကြောင်းထုတ်ခဲ့တာကြောင့် KNDF ပူးပေါင်းဖွဲ့ကြားနှစ်ဖက်တိုက်ပွဲပြစ်ထန်နေစေပါကျွန်တော်စောစင်ပါပါ thank you